ဆက်ရောနိုင်ရောတော့မရောနိုင်ငါနေ့ရဲစခန်းနဲ့ခိုင်းထဲမှာတော့ပြောပြီးသားကျွန်မပတ်စံပစ္စည်းကမာကလေးလည်းဒီမကောင်းလို့စိတ်ကိုနေရတာဒါမပြောနဲ့နင်တို့ဟာဒီထားလေးလားမင်းကငါတို့အုံတော်ထဲမှာဒါမျိုးရှိဘူးငါဆက်ရပစ္စည်းခိုးရတယ်မှာလားပြန်လို့ရှင်နေတာပဲပစ္စည်းမကြည့်ဘူးထဲလေထဲထဲမှာလေလောက်ပါနေလို့ငါရင်ထဲမှာလာပြီးတော့ဖိုင်ကျင်မှာငါတို့ဆက်တော့ကျွန်မဆက်မှာအဲ့ခန်းတော့ခက်လား you get ကြိုးလာရရင်တို့ ပြမယ်ကျိုးနေရကျိုးနေရအမြန်ဆုံးရဲထံကိုလွှဲအပ်ရပါမယ်တဲ့ရဲစီကိုမအပ်ဖ ೇನೆ ကိုဟာကိုဆက်ပြီးတော့မှထိမ့်သိမ်းထားတယ်ဆိုလို့ရှိရင်တဲ့အမှန်မဲ့အဖမ်းလို့ဖြစ်ပြီးတော့မှတဲ့ကြက်မှုအဖြစ်ယူဆနိုင်ပါလေတဲ့ဟော နောက်တစ်ခါပုံမှန်3နှစ်6ကအန်ဒီယန်ရှိတဲ့လက်နက်ကိုအသုံးပြုပြီးဒဏ်ရာရအောင်ပြုလုပ်ခြင်းနဲ့အများဆုံးထောင်ဒဏ်10နှစ်နဲ့အချို့အမှုတွေမှာတည်တံအထိရှိနိုင်ပါတယ်တဲ့ဟောသူ့ဟာသူစီရင်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အလွန်ကိုအမားဖြစ်တဲ့ဖြစ်ရမျိုးဖြစ်သွားပါတယ်ဘာမှမဖြစ်ရဘာမှမဖြစ်ပေမယ့်နောက်လေတက်ကြွနေသူတွေနဲ့ဂျားရီကနေမခံနိုင်တဲ့သူတွေကစတဲ့ပြင်ဝင်ပြီးတော့မှအာခုနလိုပေါ့ဒီအာတွေနဲ့ဆွဲပြီးတော့မှတရားဆဲဆိုရဲဆိုလို့ရှိရင်ကိုကနင့်လဲနင့်လာသေးတယ်ထက်ဆင့်ပြန်ပြီးတော့မှနင့်လာမှုတွေဖြစ်နေ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ပစ္စည်းခိုးရဲဆိုကအမျိုးသမီးတယောက်ကိုရိုက်နှက်ပြီးတက်တိုင်မှာကျိုးနဲ့တုံးမှုဒေါ်အမွန်တင်းမှာသုံးသက်ချက်ကိုတင်ဆကပေးချင်ပါတယ်ကလေးလေးဖြစ်စဉ်နေရာရောက်ရှိစကားပြောပြီးဆွေးနွေးပြီးပါဖြစ်စဉ်မှာပါဝင်တာကလေးဖွာပါတာမီမဟုတ်ပါဘူးကလေးလေးမိခင်မှာတသမီ9ယောက်ရှိပြီးအကြီးဆုံးကလေးကသူများမှာ9000နဲ့အလုပ်လုပ်ရတာပါ ကြံကလေးတွေကကြောက်စက်မတက်ပါဘူးအခုဖြစ်စဉ်ဖြစ်တဲ့ကလေးလေးကနှစ်နှစ်ပါတူမကတော်ဟင်းရွက်လေးတွေရောက်มาတယ်ဈေးအောင်ထွက်ရင်ကလေးတွေပဲထားခဲ့ရတာမို့အဖွားကအငယ်ဆုံးကလေးလေးကိုခေါ်ထင်းပေးတာပါအဖွားကခေါ်ထင်းပေးရင်အခုဖြစ်စဉ်ဖြစ်တာပါကျူးလွန်သူဖွားကိုဘာမှမလုပ်ခဲ့ပါကလေးနဲ့အတူမေမေဈေးရောက်ရင်ခေါ်သွားနိုင်ဘူးဈေးတွန်းလဲနဲ့ဟင်းရွက်လိုက်မခူရစေဘူးကုံချောက်လေးရင်းနှီးမတီးပေးပါမယ်ငွေသားမအပ်ခဲ့ပါဘူးအခုစီစဉ်နေပြီဖြစ်ပါတယ် ဖြစ်စင်မှာပါတဲ့လူကြီးနှစ်ယောက်လုံးကိစ္စကျမဝင်ပါမှာမဟုတ်ပါသူတို့အချင်းချင်းသာပေါင်းတွင်းကပြန်လည်ရှင်းကြရမှာဖြစ်ပါတယ်။ကဲဒီတော့ Facebook မှာပေါ့ issue လေးပေါ့နော်။ကျမတို့ခလေးလေးနဲ့ဆိုင်မှာပစ္စည်းဝင်ခိုးတဲ့ကကြတော့ဆိုင်ရှင်ကနေပြီးတော့မှာ ကျိုးတုတ်ပြီးတော့မှရိုက်တဲ့ဗီဒီယိုဖိုင်လေးတက်လာတဲ့ခါကျတော့ဆိုင်ရှင်ဘက်ကိုပြောတဲ့သူလည်းရှိတယ်အဲဒီနင်နာကလေးနဲ့ပေါ့လေကလေးကလေးနဲ့ဒီခိုးတဲ့သူဘက်ကနေပြီးတော့မှအာကုမဲသူတွေလည်းရှိတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးလေးတွေ့ရတယ်ပေါ့အဲ့တော့ကျွန်တော်ကတော့ဒီအဲ့တော့လည်းနှစ်ဖက်တစ်ခါဖြစ်ကြပြန်ရောပေါ့နော်ကလေးဘက်ရဲ့ဆိုင်ရှင်ဘက်ရဲ့ တစ်ခွက်နှစ်ခွက်တစ်ခါခေကြပြောင်းတခုကလည်းတချို့ကလည်းတခုအားပေးတယ်ပေါ့တချို့ကလည်းအဲဆိုင်ရှင်ကိုစိုးတယ်ပေါ့နော်ဒီလိုမျိုးလေးတွေဖြစ်တာပေါ့ဒါအဲ့တော့သဘောထားကွဲလွဲလို့ရပါတယ်အဲ့တော့ကျွန်တော်ကတော့ဘာပြောချင်လဲဆိုတော့ရှူတော်မျိုးတစ်ခုကနေပြောချင်တယ်နော်ဒီဘယ်သူမှန်နေဘယ်သူမှားနေဆိုတာထက်ကျွန်မတော့နောက်ထပ်ရှူတော်မျိုးတစ်ခုကနေပြောချင်တယ်ဘာဖြစ်လို့ကျွန်မတို့တွေကကိစ္စရဲ့တစ်ခုမှာအာသူ့အလွန်ကိုအမှားမဖြစ်ရအောင်လို့ပြောကျွန်မရှူတော်မျိုးတစ်ခုကနေပြောချင်တယ်နော်ဘာဖြစ်လို့ဥပဒေကြောင်းအရာလေးတွေတည်ထားဖို့လိုတယ်ဒါမှသာမင်းကျွန်မတို့ကဆောင်းရမ်းရှောင်းရမ်း လေးကိုကိုတင်နိုင်မယ်ပေါ့နော်အဲ့တော့ဘာဖြစ်လို့ကျွန်မဒီလိုပြောလဲဆိုတော့နေရာဆရာမကြီးလောက်တာလားလို့လည်းပြောကြအောင်မယ်ပြောလဲပြောပဲဘာဖြစ်လို့လဲဆိုတော့အမတိလို့တာရဲ့ဒီလိုကိစ္စမျိုးဖြစ်တာပေါ့နော်တိရဲဆိုရင်ဒီလိုကိစ္စမျိုးမဖြစ်ဘူးပေါ့အခုမတိနိုင်လို့တာရဲ့ဒီလိုကိစ္စမျိုးဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာမကြီးလောက်တယ်ဆိုလို့ဆရာမကြီးလောက်တယ်လို့တာမှတ်လိုက်ပါနော်အဲ့တော့ကျွန်တော်တို့က အဲမြန်မာပြည်မှာပြဋ္ဌာန်းထားတဲ့ပြည်မှုဆိုင်ရာဥပဒေပုံမှန်လေးဒါလေးတွေလေးရနေပြီးတော့ဒါနဲ့သက်ဆိုင်တဲ့ဥပဒေပုံမှန်လေးကိုသိဖို့လိုတာပေါ့နော်ကျွန်တော်တို့တွေဒီလိုမျိုးတွေဖြစ်စဉ်ဖြစ်ရပ်ပြီးဖြစ်လို့ရှိရင်တဲ့ကိုယ်တိုင်အဖမ်းပြုလုပ်ခြင်းပေါ့နော်အဲ့တော့ပြည်မှုကျူးလွန်တဲ့သူတူတဲ့ပြည်မှုဆိုင်ရာဥပဒေပုံမှန်59 60အရာအနည်းနာမှရှိတဲ့သူကဖမ်းလို့ရပါလေတဲ့နော်ဆိုတော့ဖမ်းလို့ရတယ်ငိုခိုးတယ်ခပိုင်းလိုက်တယ်စသဖြင့်ပေါ့ကျွန်တော်တို့ကဖမ်းလို့ရတယ်ဖမ်းပုံမှန်တွေတော့ရှုပ်သွားမလားတော့မသိဘူးနော်ပြောလို့ရှိရင်ကျွန်မနည်းနည်းလေးနားလည်လွယ်အောင်ပဲပြောလိုက်တာပေါ့အဲ့တော့ဖမ်းလို့ရပါလေတဲ့ဒါပေမဲ့ဖမ်းပြီးတဲ့နောက်မှာတော့ ကိုတိုင်းစီရင်ပိုင်ခွင့်မရှိဘူးเนาะကိုတိုင်းကျမတို့ကဒီလိုဆုံးမတာလို့ကိုတိုင်းရိုက်လက်တာလို့စသဖြင့်ပေါ့เนาะဒီလိုမျိုးကိုတိုင်းစီရင်ပိုင်ခွင့်မရှိဘဲနဲ့ကိုကိုတိုင်းအမှုကိုဆက်မသွားဘဲနဲ့အမြန်ဆုံးရဲထံကိုလွှဲရပါမယ်တဲ့ရဲစီကိုမအပ်ဘဲနဲ့ကိုဟာကိုဆက်ပြီးတော့မှထိမ့်သိမ်းထားတယ်ဆိုလို့ရှိရင်တဲ့အမှန်မဲ့အဖမ်းလို့ဖြစ်ပြီးတော့မှတဲ့ပြစ်မှုအဖြစ်ယူဆနိုင်ပါလေတဲ့ဟောကိုကကိုကနှစ်နာသူဖမ်းလိုက်တယ်ခုနကလိုမျိုးပေါ့ဟိုသက်ဆိုင်ရာကိုမအပ်ဘဲနဲ့ ကိုကဖမ်းထားပြီးတော့မှအဲဆက်ပြီးတော့မှကိုကစီရင်မယ်ဆိုလို့ရှိရင်တဲ့ကိုကဆက်ပြီးတော့မှထိန်းသိမ်းထားမယ်ဆိုလို့ရှိရင်အမှန်မဲ့အဖမ်းဆိုပြီးတော့မှဖြစ်ပြီးတော့မှတဲ့ဒါမီဆုံးပါလေတဲ့နော်နောက်တစ်ခါကိုယ်တိုင်းရိုက်နှက်ခြင်းဆုံးပါတာပေါ့တခိုးပဲဖြစ်ဖြစ်ခပိုင်းနိုင်ပဲဖြစ်ဖြစ်ကျမတို့ညာကိုကိုဟာကိုတခိုးမီလို့ဆိုရိုက်ချလိုက်မယ်ခပိုင်းနိုင်မီလို့ဆိုရိုက်ချလိုက်မယ်ဆိုရင်တဲ့ပြစ်မှုဆိုင်ရာဥပဒေပုံမှာတဲ့3နှစ်3 3နှစ်5 3နှစ်6တို့ရဲ့အောက်မှာပြစ်ခံရှိပါတယ်တဲ့ 3နှစ်3ကပါမှန်ရိုက်နေချင်းနဲ့เนาะထောင်ဒဏ်နဲ့ငွေဒဏ်နဲ့เนาะဒဏ်ငွေနဲ့3နှစ်ကထိခိုက်ဒဏ်ရာကြည့်အောင်ရိုက်နေချင်းနဲ့အများဆုံးထောင်9နှစ်နဲ့ဒဏ်ငွေနဲ့เนาะနောက်တစ်ခါပုံမှ3နှစ်6ကအန်ဒီယန်ရှိတဲ့လက်နက်ကိုအသုံးပြု၍ဒဏ်ရာရအောင်ပြုလုပ်ချင်းနဲ့အများဆုံးထောင်ဒဏ်10နှစ်နဲ့အထူးအမှုတွေမှာတည်တံအထိရှိနိုင်ပါလေတဲ့ဟောကဲ နော်ဒါလေးတွေသိဖို့လိုအပ်တယ်ကျွန်တော်တို့ကနင့်လာတဲ့သူနော်အခိုးခံရတဲ့သူဒါပေမဲ့စိတ်လိုက်မှန်မှာအရာရိုက်နှက်လိုက်မယ်စိတ်လိုက်မှန်မှာအရာကျွန်တော်တို့တွေကအာလုံးလိုက်မယ်ဆိုလို့ရှိလို့ရှိရင်ကိုကနင့်လာလုံးအာဖြစ်ပေမဲ့ကိုကလုံးလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ ကိုကကိုသူကခိုးတာတက်တက်ကိုကလှုပ်တာတက်တက်ဒီလိုဖြစ်သွားမယ်ဒါလေးတွေသိဖို့လိုတယ်နော်အဲ့တော့နောက်တစ်ခါနံပါတ်3ကဗီဒီယိုရိုက်ထုတ်ခြင်းနဲ့လူသိအောင်ဖော်ပြခြင်းနဲ့တခိုးဖြစ်သူကိုဖြစ်စင်းနဲ့ကပိုင်းလိုက်ကိုပဲဖြစ်စေစသဖြင့်ဗီဒီယိုရိုက်ပြီးတော့မှနဲ့လူတိလူသိအောင်တင်ငင်းဆိုတာလေတဲ့ပြစ်မှုဆိုင်ရာဥပဒေပုံမှန်900နဲ့ နော်ပုံမှန်66ဂါကြီးအောင်မှာပြည့်မှုဖြစ်နိုင်ပါလေတဲ့နော်ဆိုတော့ပုံမှန်900ဆိုတာကတဲ့အချားဒီကိုညစ်ပတ်အောင်ပြုလုပ်ခြင်းတဲ့အများဆုံးထောက်တန်2နှစ်နဲ့ဓာန်ဝင်တဲ့နော်66ဂါကြီးကတော့ online မှာတစ်စိမ်ညစ်ပတ်အောင်ပြုလုပ်ခြင်းအများဆုံးထောက်တန်3နှစ်နဲ့ဓာန်ဝင်တဲ့ကဲနော်ဆိုတော့အဲဒါလေးတွေကိုတိဖို့လိုတာပေါ့နော်ဒါလေးတွေကိုတိဖို့လိုတာပေါ့အဲ့တော့ဟိုဘယ်လိုခေါ်မလဲခိုးတယ်အရိုက်ခံရတယ် တခိုးကအရိုက်ခံရတယ်ဆိုအဲ့တခိုးသုံးမဟုတ်တခိုးရဲ့မိသားစုဝင်တွေကသူ့ကိုရိုက်တဲ့သူကိုပြန်ပြီးတော့မာတဲ့တရားဆွဲဆိုနိုင်ပါလေတဲ့ကဲနော်အဲ့တော့ပုံမှန်ဥပဒေတရားဟိုမှာ ခုနှစ်နှစ်တရောသုံးနှစ်တရောဟုတ်တယ်နော်ကျွန်မခုနပြောသလိုတက်တက်တကြုံနေထီအောင်ပါတယ်အဲ့တော့ကျွန်မတို့တွေကတစ်ခါတလေကျဥပဒေနဲ့ကနည်းနည်းလေးကျွန်မတို့တွေကလန်လန်းမမီကြဘူးဝေးကြတယ်ပေါ့အဲ့တော့ကျွန်မတို့ကသခိုးမိတယ်ခိုးရမလားဆိုရိုက်ကြတယ်ကပိုက်လိုက်မိတယ်နှိုက်ရပါမလားဆိုပြီးကျွန်မတို့ကရိုက်နှက်လိုက်ကြတယ်ပေါ့နော်အဲဆိုတော့အိုဘကတော့သခိုးတို့ကပိုက်လိုက်တို့ဆိုတာမူလနဲ့ကအားနေတဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့တို့ကတော့ပြန်ပြီးတော့မှဒီဥပဒေကြောင့်နေမတိတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲကျွန်မတို့ဒီလိုနဲ့ပဲခံနေရတာနှစ်ပေါင်းများစွာပေါ့နော်ဒါပေမဲ့ ဟိုအခုခေတ်ကကြတော့ social media ခေတ်မှာအကုန်လုံးပွင့်လန်းလာတဲ့ social media မှာ video တင်လိုက်တယ်ဆိုရင်လူပေါင်းစုံစင်တန်းပေါင်းစုံအလှပေါင်းစုံပညာစင်တန်းပေါင်းစုံစတဲ့ခင်ဒီလိုလူတွေရဲ့တုံးသက်ချက်တွေနဲ့ဖြစ်လာတယ်ဆိုလို့ရှိရင်ကိုက ူ့အလွန်ကိုအမှားဖြစ်သွားမှာဆိုလို့ကျွန်မတို့တွေကဒါအခုဒီဖြစ်စဉ်ဖြစ်ရလေးကိုနမူနာယူပြီးတော့မှအခုဆိုရင်ဒါဆန်ရှင်ကတော့ဒါမူလပထမက तू ကနှစ်နာသူပေါ့နော် तू ကိုသူ့ပစ္စည်းအခိုးခံတော့ तू ကနှစ်နာသူနှစ်နာသူကနေမှ तू ကဖမ်းဆီးလိုက်တယ်ဒီအထိလက်ခံလို့ရတယ်ဒီအထိလဲ तू ဒီနှစ်နာသူပဲဒါပေမဲ့အဲ့ဒီကနေတစ်ဆင့်မှ तू ဟာ तू စီရင်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အလွန်ကိုအမှားဖြစ်တဲ့ဖြစ်ရမျိုးဖြစ်သွားပါတယ်ဘာမှမဖြစ်ရင်ဘာမှမဖြစ်ပေမဲ့နားလေတကြွနေသူတွေနဲ့ဈာရီကနေမခံနိုင်တဲ့သူတွေကစသဖြင့်ဝင်ပြီးတော့မှအာခုနလိုပေါ့ဒီယာရီနဲ့ဆွဲပြီးတော့မှတရားဆွဲဆိုရဲဆိုလို့ရှိရင်ကိုကနှစ်လဲနှစ်နာ သေးတယ်။ထက်ဆင့်ပြန်ပြီးတော့မှနိမ့်နာမှုတွေဖြစ်နေ။အဲ့တော့နောက်ဆိုရင်ဆောင်ရံရှောင်ရံလေးတွေတိရအောင်လို့မလို့တိလို့ကျွန်းလွန်လိုက်တာလားဆိုတော့တိလို့မဟုတ်ဒေါသအပြောက်ပေါ့စိတ်ဆိုးတာပေါ့နော်။ဆိုတော့စိတ်ဆိုးတာပေါ့။ကျွန်မကတော့တကူအားပေးတာလည်းမဟုတ်ဘူး။ဆိုင်ရှင်ကိုမှန်နေမှားတယ်လို့သုံးသပ်တာလည်းမဟုတ်ဘူး။ကျွန်မတို့တွေနောက်တစ်ခါဒီလိုဖြစ်ဆင့်ဖြစ်ရမျိုးတွေမိမိကိုယ်တိုင်ကြုံတွေ့လာခဲ့လို့ရှိရင်ဆောင်ရံရှောင်ရံနဲ့ညီတို့ညီပုံလုပ်ရမယ်ဆိုတာကိုစဉ်းစားနိုင်အောင်လို့ရှင်းပြခြင်းဖြစ်တယ်နော်။ဒါလေးကိုအဲ့တော့ကျွန်မတို့တွေကဒီလိုမျိုးကိုခိုးတယ်ဖွက်တယ်မိတယ်အဲကပိုက်လိုက်တယ်မိတယ်အဲစတဲ့ဖြစ်မှာဒီလိုမျိုးတွေဖြစ်တယ်ဆိုလို့ရှိရင်နံပါတ်1သက်ဆိုင်ရာအမြန်ဆုံးဆက် ပြီးတော့မှတက်ဆိုင်ရာလက်ကိုအပ်ပြီးတော့မှသူရဲ့ပြည်မှုပြည်တိုင်းကပဲတက်ဆိုင်ရာကစီမံပိုင်ခွင့်ကိုအနည်းမှာမဟုတ်လို့ကိုကိုတိုင်းစီမံလိုက်တယ်ဆိုလို့ရှိရင်ဒီလိုမျိုးဥပဒေပုံမှန်တွေနဲ့ညှိစောနိုင်တယ်ဆိုတာလေးကိုတယောက်ချင်းစီသိဖို့လိုတယ်နော်ဒါလေးတွေအဲ့တော့ဘာဖြစ်လို့ကျွန်မပြောပြရလဲဆိုလို့ရှိရင်ဒီလိုမျိုးမတိလိုက်လို့ဒီလိုမျိုးကျွန်းလွန်မိတာပေါ့အဲ့တော့နောက်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 ကိုကဒီလိုမျိုးကိုစီမံမြန်ဖြစ်လာခဲ့ပြီးရှိတော့ကိုကမတိလိုက်လို့ကျွန်းလွန်သူမဖြစ်သွားအောင်လို့သူ့အလွန်ကိုအမှားမဖြစ်အောင်လို့ကျွန်မကဒါလေးကိုပြောပြခြင်းဖြစ်ပါတယ်ဆရာလို့ဒါလည်းမဟုတ်ပါဘူးနော်ကျေးဇူးအများကြီးတင်ပါတယ်